ဈာတောက်တွေမှာ formalin ထည့်သွင်းရောင်းချပါကဥရင်နဲ့အညီအေးယူတော့မှာဖြစ်ပါတယ်။အစာတောက်ထုတ်လုပ်ဖြည့်ပြုရောင်းချသူတွေအနေနဲ့အစာတောက်တွေမှာတားမြစ်ဓာတုပစ္စည်း formalin ကိုလုံးဝလုံးဝထည့်သွင်းအသုံးပြုခြင်းမပြုကြောင်းနဲ့လိုက်နာဆောင်ရွက်ခြင်းမရှိပါကအမျိုးသားအစာတောက်ဥရေပုံမှန်28ကကြီးအရအေးယူမှာဖြစ်တယ်လို့ FTA က2025ခုနှစ်အောက်တိုဘာလ23ရက်နေ့ကအတည်ပြုထုတ်ပြန်ထားပါတယ်။ ဈေးကွက်ဒီမှာရောင်းချနေတဲ့ပဲသွေးပဲပြာမုတ်ဖက်တွေကိုတာရှိခံမှုရည်ရွယ်ပြီးတာမြင့်ဓာတုပစ္စည်းဖြစ်တဲ့ဖော်မလင်ထည့်သွင်းသုံးဆဲခြင်းကိုခွင့်မပြုထားဘူးလို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဖော်မလင်ထည့်သွင်းထားတဲ့အစာအသောက်ကိုစားသုံးမိတဲ့အခါခေါင်းမူးခြင်းခေါင်းကပ်ခြင်းအော်အန်ခြင်းဘိုင်းနာခြင်းအသက်ရှူရခက်ခဲခြင်းတွေဖြစ်ပေါ်နိုင်ပြီးရေရှည်စားသုံးမိပါက အစာအိမ်အနာဖြစ်ခြင်း အသေးကြောက်ကပ်ပျက်စီးခြင်းနဲ့ကင်းစာယောဂဖြစ်ပွားခြင်းကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ကလေးတွေမှာဟော်မလင်အစိုက်တင်မှုပုံမဖြစ်ပွားစေနိုင်ပြီးတန်နေသားဖော်ပြမှုထိခိုက်ခြင်းနဲ့ကလေးတငယ်ကြီးတော်မှုပြဿနာတွေဖြစ်ပွားစေနိုင်ပါတယ်။ဖော်မလင်ကိုကွယ်လွန်ပေးတဲ့လူတွေမှာပုတ်ပွားမှုမရှိစေဖို့စိန်တဲ့နေရာမှာလည်းက ဘုဒ္ဓရာမလကောင်ကုံလောင်ရောင်နေတဲ့ရှင်မှုပြုလုပ်တဲ့နေရာမှာလကောင်ပိုးမွားတွေနေနေတဲ့နေရာမှာလကောင်ပိုးချီဆိုးဆေးမှန်ဖောက်ခွဲရည်ပစ္စည်းတွေပြုလုပ်တဲ့နေရာမှာလကောင်အလကုံပစ္စည်းတွေတာရှိခံအောင်ပြုလုပ်ရမှာလကောင်အတုံးပြုလျက်ရှိပြီးတော့စားတောက်တွေမှာတော့တာရှိခံစီရန်အတွက်ဖော်မလင်ထည့်သွင်းမှုကိုကမ္ဘာနဲ့အဝါစစ်ဆေးချမှတ်လျက်ရှိတာကိုတွေ့ရှိရပါတယ်။ ။နှောင်းချနေတဲ့အစားအသောက်တွေမှာဖော်မလင်ထည့်သွင်းထားတာကိုသိရှိပါက အမျိုးသားအစားအသောက်ဥပဒေပုံမှန်28ကကြီးအရာ1020နှစ်နဲ့ငွေရန်အဖြစ်ငွေကျပ်300ရနေတိန်30အထိချမှတ်နိုင်တယ်လို့သိရပါတယ်။ဆုံးဖြတ်ကြည့်ရှုပြီးလို့ကျေးဇူးများ යි တင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်နော်။